မင်္ဂလာပါဒီနေ့ဗီဒီယိုမှာဒီ TNC Dumont ဆိုတဲ့မော်တော်ဆိုင်ကယ်စီးလိုက်နေလမ်းမှာမင်းကြီးပဲဆံပြနေမှာပဲအနာဂတ်ရိပ်မိသလိုဒီဇိုင်းဆင်ထားတဲ့ဒီဆိုင်ကယ်မှာရှေ့နှုတ်90စင်တီမီတာကျော်အရွယ်ငွေရောင်ဘီဂျူးတွေက အထင်ရှားဆုံးပါပဲဘီအလဲဘဟုမပါတဲ့ဒီဇိုင်းကြောင့်ကားကိုယ်ထည်အလေးချိန်တိတိတသားရော့ကျစေပြီးပို့ပြီးဆံပြကောင်းမွန်နေပါတယ်ဒါအပြင်ဒီဆိုင်ကယ်မှာတက်ဆင်ထားတဲ့ အာရင်စနစ်ကလည်းထူးကြပါတယ်1960ခုနှစ်ကထုတ်လွှတ်ခဲ့တဲ့300မြင်းစွမ်းအားရှိချုပ်ဆိုင်ရှိရိုးရိုးလေးယာဉ်အင်ဂျင်ဖြစ်ပေမဲ့စွမ်းဆောင်ရည်ကတော့အတော်ကောင်းဝင်ပါတယ်စိုင်ကယ်ရဲ့အရေးကြီးဆုံးအပိုင်းထင်တဲ့ chassis ပိုင်းကိုတော့ခိုင်ခန့်တဲ့တစ်သားနဲ့အလူမီနီယံပစ္စည်းတွေနဲ့ပြုလုပ်ထားပါတယ်ဒါပြန်အလင်းပြကီအီရီယာအမြန်နှုံးပြတိုင်းခွက်16လီတာအလူမီနီယံစီခွက်နဲ့10လီတာရှိ တာမန်စီကွက်တို့လည်းတက်ဆင်ပြီးထားပါဗျ။ဒီလိုရိုးရှင်းပြီးသိပ်ပွန်စိတ်ကူးရင်ဆန်တဲ့ဒီဇိုင်းကြောင့်ဒီဆိုင်ကဲဟိုထူးခြားစေပါဗျ။၂018ခုနှစ်က American Florida ပြည်နယ် Daytona စပိန်ပြပွဲမှာစတင်ပြတ်တခဲ့ပြီးအောင်မြင်မှုရရှိခဲ့ပါဗျ။ဒီဆိုင်ကဲကိုဈေးကွက်ထဲမှာရောင်းခဲ့ရင်ဘလောက်ဈေးနှုန်းထိုင်ရင်ကောင်းမလဲအလွန်ကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်